2025ခုနှစ်မေလ9ရက်ဗုဒ္ဓနေ့အတွက်ခုနှစ်သားမိနေ့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့စိရထားဆိုတဲ့သင်္ကတာနမိတ်ဖြစ်ပါတယ်စိတ်နှခွဖြစ်ရတဲ့ဒီလိုနေ့မှာအယောင်ဝယ်ကိစ္စတွေခရီးကိစ္စတွေအတွက်အောင်မြင်မယ်လူမျိုးချတိုင်းရင်းသားနိုင်ငံခြားနေဆက်နဲ့ပတ်သက်ပြီးအထူးအဆက်အသွယ်ကောင်းသတင်းကောင်းတွေရမယ်ကိုယ်မှရှိတဲ့ရောင်းကုန်တွေကရောင်းထွက်သွားတဲ့နေမျိုး ကိုယ့်ရဲ့အယောင်းဝယ်ကိစ္စတွေအတွက်အခွင့်အရေးရတဲ့နေမျိုးစာချုပ်ချုပ်တာတွေဆင်ရန်ချတာတွေအောင်မြင်တဲ့နေမျိုးနဲ့ကြုံကြရတတ်ပါတယ်ဒီလိုနေမျိုးမှာမိရှုတန့်စဉ်ဖွားမြင်တဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေဒနိယဘုရုနေဘွားမရဏဘွားသာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတိုင်းသင်ရင်မြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းငယ်စဉ်မှာခြူကြပေမဲ့အတိတ်ရကြီးရင်တဲ့အခါမှာရွှေတိဆောင်ပြီးအောင်မွဲခံမဲ့ဇာတာရှင်တွေဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာကြားထုတ်တဲ့မွေးနေ့ရှင်များအတွက် တနှစ်တာကာလကောင်းကျိုးချမ်းသာတွေရဖို့အတွက်မွေးနေ့ကုသိုလ်အလူရရာဖြစ်ကြတော့ခောက်ဆွဲကြော်မြတ်စွာဘုရားရှင်ကတ်လူချင်းရဟန်းတန်ကလောင်းလူချင်းဆွေမျိုးအပရိသတ်တို့ကိုဒါနပြုခြင်းအပြင်ဒီနေ့မွေးနေ့ကစပြီးတနှစ်တာလုံးကောင်းသောအခွင့်အလမ်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အကျိုးပေးစိုးမိုးကဏ္ဍကတော့၃ညကဏ္ဍ၁ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကံတရားအထောက်ပံ့ကောင်းတွေရဖို့လို့တော့ကတော့ စုံကကြတဲ့ကိုရင်တွေဦးစင်းတွေကို၅ကြော်ဒါမှမဟုတ်၅မုံကြော်လောင်းလို့လိုက်ချင်းအဖြစ်ငွေကန်အထူးကောင်းပါလိမ့်မယ်ခင်ဗျာစားတောက်ဆိုင်တွေစတိုးဆိုင်တွေကုန်စုံဆိုင်တွေလက်ဖက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းလှဖို့တော့ကတော့ဆိုင်ရှိမျက်နှာတာကိုစားနေငယ်လေးကျဲပက်လိုက်ချင်းအဖြစ်ပင်လင်းတိဒါသာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကိုမျက်စိတွေအယောင်တွက်ဘွားလဲဒီလိုမျိုးမှာဇော်စိမ့်ညွန်လေးတညွန်နဲ့တို့မဟုတ်စီးညွန်လေးတညွန်နဲ့ကုန်ပစ္စည်းတွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရင် တိတိသားသားအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်။အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဘဲဥအစိမ့်တစ်လုံးမှာရစ်ပြီးညနေပိုင်းရေစည်းမှာမျှောပလိုက်ပါခင်ဗျာ။ကျမ်းမာရေးညနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်ဆိုရင်တော့ကျမ်းမာရေးညနေသူအတွက်ဓာတ်စာအဖြစ်နဲ့ဒီလိုလေးမျိုးမှာအာလူကြော်လေးအနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အချိန်မြင့်တိုင်းအိမ်တော်ရေးကိစ္စတွေဝမ်းမြောက်ပျော်ရွှင်ရပါလိမ့်မယ်။ထိုကိစ္စတွေအဆင်ပြေချောမွေ့ဖို့လို့အတွက်ကတော့ အဝါရောင်ဖျော်ရည်မြတ်စွာဘုရားရှင်ကိုလှူဒန်းခြင်းအပြင်အခြေအမြစ်တိုင်းအိမ်တော်ရေးကိစ္စများဝမ်းမြောက်ချမ်းသာအေးချမ်းပါလိမ့်မယ်ခမညာ